မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကိုလိုနီခေတ်ဦးမြမစီးပွားရေးလောက၏စံစဘာရောင်းဝယ်ရေးလုပ်ငန်းတွင်မြမတိုင်းရင်းသားများထဲမှအကျွမ်းကျန်ဆုံးစဘာပွဲစားကြီးစာပွဲချိပြင့်ခံရသူတဦးဖြစ်သလိုရန်ကုန်မြို့မြေနှဖုံတထေးကြီးတဦးဖြစ်ထင်ရှားသည့်ပွဲစားကြီးစာဖို့သားအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင် ဒီကြောင်ရလေးကိုမပြောပြခင်မှာယခုလိုဘူသူဒရဝေယကြောင်ရလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ စာဘူတာကိုအဖလဲသမားဦးညော်အမိတော်တွေးတို့မှ1859ခုနှစ်တွင်ဟန်တာဝရီခရိုင်ယခုတန်လင်းမြို့နယ်ဖာကူရွာ၌မွေးဖွားခဲ့ပါသည်။မွေးခြင်း6ရက်တွင်ပြည်စမမြောက်သားဖြစ်၍နှမတရားရှိပါသည်။ငယ်စဉ်ကဖာကူကျေးရွာဖုန်တို့ကြီးကျောင်းတွင်ဗုဒ္ဓဘာသာစာပေများသင်ယူခဲ့ပြီးအသက်20တွင်ပဇွန်တော်6နှစ်ဇဘာတည်သည့်လှေတကြီးဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ထိုစဉ်ကထင်ရှားသော ပွဲစားကြီးဥဝတ်ကြီးစပားများကိုတည်ယူပို့ဆောင်ရမှာပွဲစားကြီးဥဝတ်ကြီးတမိဦးနဲ့အိမ်အောင်ကြခဲ့ပြီးနောက်ရောက်ခမကြီးပွဲစားလုပ်ငန်းများကိုဝင်ရောက်လုပ်ကိုင်းခဲ့ပါတယ်။ဗစုတော်ရရှိစတုံးဟန်ကုမ္ပဏီစပားဆက်တွင် ပွဲစားကလေးဖြစ်စပားပေးသွင်းခဲ့ပါတယ်။ ပွဲစားလုပ်ငန်းတွင်ရိုးသားမှုတမာရီတည်ကြည်မှုစ조사မှုစီးပွားရေးလက်မြေမှုများကြောင့်ပွဲစားကြီးဖြစ်တဖြည်းဖြည်းထင်ရှားလာခဲ့ပါတယ်။ပစွန်တော်အမှတ်တင်နဲ့အမှတ်နဲ့စံချိတ်ဆက်များတွင်စဘာများပေးသွင်းရာတစ်နှစ်လည်းရင်စဘာတည့်ရင်၅သန်းခန့်ထိပေးသွင်းနိုင်ခဲ့ပြီးစတိဘရာသာဘလုတ်ဘရာသာကုမ္ပဏီများတွင်စဘာအဝယ်တော်ဖြစ်ဆောင်ရွက်ခဲ့ပြီးစံစဘာလုပ်ငန်းတွင်မြန်မာလူမျိုးများထဲမှအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ကြီးဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။မြန်မာစဘာပွဲစားကြီးအသေး ဘာမစ်ပရီဘရိုကာဆိုဆိုက်တီကိုမိတ်ဆွေများနဲ့အတူဥဆောင်တည်ထောင်ခဲ့ပါတယ်။အသက်68နှစ်ရွယ်1925ခုနှစ်ကုမ္ပဏီအလုံးမှအနာယူချိန်တွင်စတီဘရာသာကုမ္ပဏီကပင်စင်တလကျက်တထောင်ချီးမြှင့်ခဲ့ပါတယ်။1912ခုနှစ်တွင်အိန္ဒိယနိုင်ငံဒေးလီဒါဘင်ဝင်းပွဲသို့တက်ရောက်ခဲ့ပြီး1912ခုနှစ်တွင်တူရီယာသတင်းစာကိုကုမ္ပဏီလီမိတက်ဖွဲ့ရာအစုရှယ်ယာပါဝင်ခဲ့ပါတယ်။ ကိုလိုနီခေတ်အတွင်းတည်ထောင်သည့် YNBA အသင်းကြီးတွင်လည်းပါဝင်ဆောင်ရွက်ခဲ့သလို1914ခုနှစ်တွင် YNBA အသင်းတိုက်တိဆောက်ရေးအတိုင်ပင်ခံလူကြီးဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသလိုဘကုမျိုး YNBA အသင်းနှစ်ပတ်လည်အစည်းအဝေးကြီးများတွင်လည်းတက်ရောက်အားပေးခဲ့ပါသည်1915ခုနှစ်တွင်မြန်မာနိုင်ငံဒုတိယဗင်ငံ၏အတိုင်ပင်ခံအကြံပေးအဖွဲ့ဝင် ဥပဒေပြုလွှတ်တော်မှရန်ကုန်မြို့တမာရီမြို့ဝင်ဖြစ်ဆောင်ရွက်ခဲ့ပြီး1918ခုနှစ်နိုဝင်ဘာလတွင်အိန္ဒိယအတွင်းဝင်ချုပ်မစ္စတာမိုဒေဂူနှင့်တွေ့ဆုံရန်တွားရောက်သည့်မြန်မာတိုင်းသားကိုယ်စားလှယ်၁၂ဦးတွင်တမဝါယမအသင်းကိုယ်စားလှယ်ဖြင့်ဥပဒုဦးသိန်းတို့နှင့်အတူပါဝင်ခဲ့ပြီးထိုအချိန်က YB အသင်းခေါင်းဆောင် ဥပ ਾਇ ဥမြောင်တို့နဲ့အတူတွားရောက်ခဲ့ခြင်းဖြစ်ပါတယ်1918ခုနှစ်ဖေဖော်ဝါရီလတော့ဒုတိယမဂဇင်းပါဥပကလေးကတ်တွန်းကိုအကြောင်းပြု၍ရွှေကုံစီဒီဖျားလူကြီးဥဘုဒ္ဓာနဲ့ဝါယံပီလူငယ်ကောင်းဆောင်များသဘောကွဲလဲခဲ့ကြပါတယ်ကတ်တွန်းမှာဖနှက်မချို့ခြင်းသောမျက်နှာဖြူလင်မယားကိုဖျားခေါဘကလူကြီးများကကြော့ဖို့၍ဖျားကုန်းတော်ပေါ်သို့ပို့ဆောင်ပေးနေပုံကိုတရုတ်ဖော်ထားခဲ့ပါတယ် ဂျိုချိန်တွင် WMB အသင်းမှလူငယ်ကောင်းဆောင်များသည်အမျိုးဘာသာသာသနာရေးရာများသာမကနိုင်ငံရေးကိုပအဝင်ဆောင်ရွက်လာရာဥပဒုဥပိုးသာဥသိန်းဥဆောင်သည့်လူကြီးပိုင်းချို့နှင့်လူငယ်များခိုင်းကွဲက တူတာသိန်းအဖွဲ့သည် WMBA ကိုစွန့်ခွာသွားခဲ့ကြပါသည် ထိုချိန်မှစ၍ဥပိုသာသည်တူတာတဲ့အဖွဲ့နဲ့အတူပြည်သူအများစုနဲ့ဆန့်ကျင်ဘက်ဖြစ်လာခဲ့ပါတယ်1919ခုနှစ်အော်လာရှိရတွင်ဂျူဘလီဟော၌တူတာတဲ့အဖွဲ့မှကြီးမှုသည်အင်္ဂလန်သွားဖေဖူရှင်ဥပဖေဥပဦးထွန်းရှင်ကိုစလဲဖွဲ့ကန့်ကွက်ဖွဲ့တွင်ဥပိုသာတဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည် YMBA အသင်းဘက်မှလည်းတူတာတဲ့အဖွဲ့အားပြန်လည်ကန့်ကွက်ပွဲကိုဂျူဘလီဟောနိုင်ဩဂုတ်လ18ရက်တွင်ကျင်းပခဲ့ပါတယ်။ကန့်ကွက်ပွဲတွင်ဥပဒေသာကဲ့သို့အစိုးရဘက်တော်သားများကိုအယုံကြည်မရှိကြောင်းမင်းတိုင်မဲ့အမတ်အဖြစ်မခန့်တိုက်ကြောင်းကြေညာခဲ့ပါတယ်။ ဥဝဒဟာရန်ကုန်မြို့မြေနှဖုံးတထေးကြီးဖြစ်ုံများမကစေတနာတရာတရားလဲထက်တန်၍အလူတန်းရဲ့ရော့သူ ဖြစ်သလိုသာသနာရေးကိစ္စများ၌ရှေ့တန်းမှဥဆောင်ဥရပြုလေရှိသူဖြစ်ပါတယ်။ရွှေတကုံစီရောဤမြောက်ဖက်တွင်တစောင်းဆောက်လို့လူတန်းရာ စာဘုဒ္ဓတစောင်းဟုလူသိများခဲ့ပါတယ်။1888ခုနှစ်တွင်ဗဇိုတော်ရက်ရှိ အစိုးရနော်မန်ကျောင်းကြီးကိုအစိုးရထံမှဝယ်ယူ၍စာချစရာတော်ဥပညာအားလူတန်းကပစ္စည်းလေးပါးတိုင်ကကျောင်းတိုင်ကခံယူခဲ့ပါ ါတယ်။1890ပြည့်နှစ်မှာစတင်၍အခြားမိတ်ဆွေများနဲ့ပူးပေါင်းကဆရာတော်ဥပညာနောင်အဂ္ဂမဟာပဏိတနော်မန်ကျောင်းကြီးဆရာတော်ကိုအမှုပြု၍ကွီနီးစာပြန်ပွဲကြီးကိုဥဆောင်ကျင်းပခဲ့ပါတယ်။ကိုလိုနီခေတ်တွင် အစောဆုံးစာပြန်ပွဲကြီးဖြစ်၍ဂိုင်းကနာမွေထင်ရှားခဲ့ပါတယ်။1899ခုနှစ်စာပြန်ပွဲကြီးတွင် မန္တလေးမြို့ပကန်းသာသနာပိုင်ဆရာတော် 1909ခုနှစ်စာပြန်ပွဲတွင်တောင်ဝင်းသာသနာပိုင်းဆရာတော်ရဟန္တာဦးထင်ရှားသော ဖုန်းတော်ကြီးဦးတီလာဟန်တာဝရီဂိုက်အုံ9တကြီးဆရာတော်တို့ကြွရောက်အားပေးခဲ့ပါတယ်1909ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့တွင်ရန်ကုန်မြို့9တကြီးဖျားနေမြေ၄သမ25ဧကကို 14200ကျပ်ပေး၍ဝယ်ယူပြီးရှုသားလင်းရုပ်ဘွားတော်ကြီးကိုဦးဆောင်တည်ထားခဲ့ရာ6ထက်ကြီးဖျားဟူ၍ထင်ရှားခဲ့ပါသည်1932ခုနှစ်တွင်6ထက်ကြီးဖျားအနေ၌မဟာဗုဒ္ဓရာမတိုက်ဖျားကြီးတိုက်ကိုတည်၍ဥက္ကောနညာအားလှူဒန်းခဲ့ပါသည် ရန်ကုန်မြို့စီဒီရင်ကနာဝက်တင်1933ခုအမှုဆောင်လူကြီးအဖြစ် စီဒီရင်ကနာစာပြန်ပွဲဆောင်မေးပွဲများကျင်းပရေးအတွက်နှစ်ပေါင်းများစွာဦးဆောင်ခဲ့ပါတယ်။ထို့ပြင်ဥပဒဟာရန်ကုန်တက္ကသိုလ်စောက်လို့ရေးနဲ့ပထမကဘာစစ်အတွက်စစ်စည်အလူငွေများကိုလှူဒန်းရုံများမကအခြားသူများထံမှလည်းအလူခံပေးခဲ့ပြီးအင်းစိန်စည်ုံတိဆောက်ရေးတွင်လည်းလှူဒန်းခဲ့ပါတယ်။ ထို့ကြောင့်အင်္ဂလိပ်အစိုးရက1939ခုနှစ်တွင် KIH ဘွဲ့1939ခုနှစ်တွင် OBE ဘွဲ့ 1923ခုနှစ်တွင် CIA 1929ခုနှစ်တွင်စာဝတ်တစိမ်များချီမြင်ခဲ့ပါတယ်။ဥပဒေသည်အိမ်အောင်30ရှိ၍ပထမအိမ်အောင်မှာပွဲစားကြီးဥဝရီတမီးဦးဖြစ်သည်။ဒုတိယဇနီးမှာတော်ဘူးဖြစ်၍တတိယဇနီးမှာတော်ရီဖြစ်သည်။တော်ရီနှင့်တားနှစ်ယောက်တမီးတစ်ယောက်ထွန်းကားခဲ့ပြီးတမီးဖြစ်သူမတ်ဦးရင်မှာ ICS ဥပိုင်နှင့်လက်ထပ်ခဲ့သည်။ ပွဲစားကြီးစာဖို့သာသည်1933ခုနှစ်အောက်လ26ရက်တွင်ရန်ကုန်မြို့ကင်ဘယ်လန်ငါးတကြီးဖျားလန်အိမ်မက်49ဘီနေအိမ်၌ကွယ်လွန်ခဲ့ပါသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ကွန်တာကတ်တွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်